မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်လာစွာသောဓမ္မမိတ်ဆွေတွေစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေချမ်းသာခြင်းဒီလက်တပါဆိုတဲ့အတိုင်းခန္ဓာကိုယ်ကြီးမှာချမ်းသာခြင်းအကြောင်းတရားတွေကိုအမြဲတမ်းလက်ဝဲပိုင်ဆိုင်နိုင်ပါစေခန္ဓာရှိလို့ဝေဒနာတွေဖြစ်လာတဲ့နောက်မှာအဲ့ဒီဖြစ်လာတဲ့ဝေဒနာတွေကိုတရားသဘောနှလုံးသွင်းပြီးတော့ဓာတ်ကြီးလေးပါအညီညွတ်အောင်စားတော့နေထိုင်တတ်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ ဆရာတော်ဘုရားကြီးရဲ့မေတ္တာတန်နဲ့အတူဆရာတော်ဘုရားကြီးရဲ့ဖုံးရိပ်ခံရေးအောက်မှာမရှိတဲ့စကားများကိုမပြောရမဆိုရမကြားရပဲ တန်ဃာကိုယ်ွယ်ကြီးပွားတယ်ဆိုတဲ့ကဲ့သို့တန်ဃာတော်ရဲ့မေတ္တာရင်းနဲ့ကြီးပွားခြင်းအစစ်မှန်တွေကိုရချမ်းသာခြင်းအစစ်မှန်တွေကိုရပြီးမြတ်စွာဘုရားရှင်ရဲ့သားတော်များဖြစ်တဲ့ယဟန်တန်ဃာတော်အပေါင်းတွေကိုပစ္စည်းလေးပါးတကာတကာမှအနေနဲ့လူဒန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပြီးတော့အလူရည်ဆက်လက်နဲ့မပွာလူဒန်းနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေလို့ကျွန်တော်ခေါ်တာကျိုးကသုတမေတ္တာပို့သပေးပါရစေအခုကျွန်တော်ဟောပေးမှာကတော့ဆတ္တလပိုင်းတွင်မှာကြုံတွေ့ရနိုင်တဲ့ဘုဒ္ဓဟူသားသမီးတွေနဲ့ပတ်သက်တဲ့ အစိုးအကောင်အကျိုးအကြောင်းလေးကိုဟောပေးမှာဖြစ်ပါတယ်။ဗုဒ္ဓဟူသားသမီးတွေက17လပိုင်းတွင်မှာအစိုးလေး၃ခုဖြစ်ပေါ်ရှိတယ်။ပထမဆုံးအစိုးကတော့သားသမီးနဲ့ပတ်သက်တဲ့အပူပေါ့။ကိုယ်မွေးထားတဲ့သားသမီးကိုယ့်ရဲ့တပည့်တပန်းကိုယ်တန်ရောစင်ရှိရတဲ့လက်အောင်ငယ်သားသူတို့နဲ့ပတ်သက်တဲ့အပူတွေကို တွေ့ကြုံခံစားရပြီးတော့ဟိုအဲ့အစားပြက်လောက်တဲ့အထိရင်ထဲမှာစိတ်မကောင်းဖြစ်ရတာမျိုးတွေဖြစ်ပေါ်ရှိတယ်။ဒုတိယတစ်ခုကကြတော့ငွေကြေးကိစ္စပေါ့။ ပတ်စံမြင်သာမြင်မကြင်ရဆိုတဲ့ပုံစံမျိုးဖြစ်တာမျိုးတွေငွေကြေးတွေအထွက်များလာတယ်ကိုမြင်ရတဲ့ငွေတွေကကိုယ့်အတွက်မဟုတ်ပဲသူများအတွက်နဲ့ကုန်သွားတာမျိုးတွေဖြစ်စေတတ်တယ်အဲတတိယတစ်ခုအနေနဲ့ကတော့ကိုယ်နဲ့ပတ်သက်တဲ့မိတ်ဆွေအပေါင်းအသင်းတို့ရဲ့စိတ်ရင်းအမှန်တွေကို သိရပြီးတော့လောကမှာရှိတဲ့လူတွေကိုယုံဖို့အတွက်အားငယ်လာတာမျိုးတွေကြောက်ရွံ့လာတာမျိုးတွေစိတ်ကတိကအောက်ပြလာတာမျိုးတွေဖြစ်ဖို့ရှိတယ်လို့ပြတယ်အကောင်းလေးတွေအနေနဲ့ကလည်းရှိပါတယ် ပထမအကောင်းကတော့အဝေးမှာရောက်နေတဲ့မိသားစုဝင်ဆွေမျိုးသားချင်းတွေစီကတရင်ကောင်းကြားရတတ်တယ်။အိမ်မှာရှိတဲ့မိသားစုဝင်တယောက်ကကျမ်းမာရေးနေ့ထက်မကောင်းတဲ့အနေအထားနဲ့ပြန်လည်နေထိုင်ကောင်းတာမျိုးတွေဖြစ်ပြီးစိတ်ချမ်းသာရတတ်တယ်။မိမိကိုယ်တိုင်ကကျမ်းမာရေးရလဲကိုခံစားနေကြဝေဒနာတချို့ကတက်တာလာတယ်ဆိုတဲ့ရပါမျိုးစံမျိုးကိုရပြီးတော့ကိုကိုကိုနည်းနည်းလေးစိတ်ချမ်းသာလာတာမျိုးတွေဖြစ်ဖို့ရှိတယ်။အဲ့နောက်တစ်ခုကငွေကြီးကြီးပေါ့ဟိုအထွက်တွေများတယ်လို့အဝင်တွေလည်းကြံဖန်ဝင်လာနိုင်မယ် ညီယာအိုးအိမ်ဝေဒနာပစ္စည်းတွင်းထွက်တွေနဲ့ပတ်သက်ပြီးတော့လက်လာပါလေဝင်ထပ်ပါလေအစာအောက်မှားတာမျိုးတွေဖြစ်ဖို့ရှိတယ်အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဝေဒနာမျိုးတွေဖြစ်စေတတ်တယ်တွေးအားနဲ့တဲ့ယောဂဝေဒနာတချို့လည်းဖြစ်ဖို့ရှိတယ်လို့ပြနေတာပါခါတချမ်းနဲ့ကြိုက်တာမျိုးတွေအမျိုးသမီးဆိုရင်တွေးသားယောဂဖြစ်တာမျိုးအမျိုးသားဆိုရင်စီယောဂဖြစ်တာမျိုးတွေဖြစ်စေတတ်တယ် တကြီးပိုင်းဆိုရင်နှလုံးအားနည်းတာတွေအသက်ရှူကျတာတွေအာယုံကြောနဲ့ပတ်သက်တဲ့ကိစ္စတွေသွေးလီမငြိညွတ်တာတွေသွေးပြူသွေးဥဒါနဲ့ပတ်သက်တဲ့ကိစ္စရလေးတွေဖြစ်ပေါ်ရှိတယ်။အဲ့တော့ကျန်းမာရေးအញ្ញံကိုပပျောက်စေဖို့အတွက်မယ်ဇလီဘူးတုတ်ပြီးဖုန်ကြီးဆွန်းလောင်းတာတွေကိုကိုနိုင်စားတာတွေလက်စွာဖျားရှင်ကိုဆွံ့တော်ကတ်တာတွေအဆရှိတဲ့ကုလူမျိုးကိုပြုလုပ်စေချင်ပါတယ်။မယ်ဇလီရွက်တချို့ကိုဟင်းကြိုချက်ပြီးတော့အဲ့ရတဲ့ဟင်းကြိုတွေကိုတောက်တာမျိုးတွေမယ်ဇလီရွက်ဟင်းကြိုကိုဖုန်ကြီးဆွန်းလောင်းတာမျိုးတွေလည်းလုပ်စေချင်ပါတယ်ခင်ဗျ။ဘိုလ်လူဦးသားသမီး ီကကျမ်းမာရေးအငယ်ဘက်ကိုနည်းနည်းရောက်တဲ့လတ်တလဖြစ်နေတဲ့အတွက်ကြောင့်တနင်္လာနံဖြစ်သောခွေးကြောင်ကျက်ငဲ့ခိုအစရှိတဲ့တနင်္လာနံတရဝါတွေကိုအစာရည်စာကျွေးတာမျိုးအဲဟိုအတုအတက်ကလေးအလုပ်ပြုလာမျိုးလေးတွေလုပ်ဖို့လိုအပ်ပါတယ် ဗုဒ္ဓဟူသားသမီးမိန်းကလေးတွေကယောက်ျားသားတချို့ရဲ့ကိုညီထောက်ပံ့ခြင်းအကျိုးပြုခြင်းကိုခံရတတ်တယ်။ဗုဒ္ဓဟူသားတချို့ကတော့မိန်းကလေးတချို့ရဲ့အနိုင်ကျင့်ခြင်းဘယ်လိုပြောမလဲအကျက်ကင်ခြင်းတောကပေးခြင်းအပူပေးခြင်းကိုခံရတတ်တယ်။ဝမ်းကိုက်တဲ့ယောဂဝေဒနာဖြစ်ပြီးတော့ဝမ်းကိုထိခိုက်စေတတ်တယ်။လေနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေဖြစ်ဖို့ရှိတယ်။ခေါင်းတစ်ချမ်းနဲ့ကိုက်တာမျိုးတွေအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေလည်းဖြစ်စေတတ်တယ်လို့ပြတယ်။ ကိုယ့်အတွက်ကြုံတွေ့လာရနိုင်တဲ့အခက်အခဲတွေကိုပြပြောက်စေဖို့အတွက်ကိုပရိပုံမှန်စိတ်ပေးပါဗုဒ္ဓဘုရားသမီးတွေကိုဒီနှစ်ထဲမှာအကျိုးပြုစေမဲ့ပရိကတော့အုံသာပရိကအကျိုးပြုစေမယ်အဲ့တော့၁၇လပိုင်း၁၇လပိုင်း၂လလုံးကိုဗုဒ္ဓဘုရားသမီးတွေကအုံသာပရိလေးနဲ့ပရိစိတ်ဖို့လိုတယ်လို့အကြံပြုခြင်းပါတယ် မိသားစုမောင်နှမအချင်းချင်းစကားများတာလေးတွေဖြစ်ဖို့ရှိတယ်။ကိုယ်အပင်ပန်းခံတဲ့အရာလေးတွေကိုမမြင်မဲ့ကိုယ်အပြစ်မြင်လို့မိသားစုကြောင့်တောကများတာမျိုးလေးတွေဖြစ်ဖို့ရှိတယ်။အဝေးမှာရောက်နေတဲ့ဆွေမျိုးသားချင်းမိသားစုဝင်ကြတော့ကိုယ်စိတ်ချမ်းသာမှုပေးတာမျိုးစိတ်ကြည်နူးမှုပေးတာမျိုးတွေဖြစ်တတ်တယ်။ပြောမယ်ဆိုရင်တော့အနည်းလူကြောင့်တောကဖြစ်ရနိုင်တဲ့လတ္တလလို့ပြောရင်မမပါဘူး။ခရီးရှင်တစ်ခုခုထွက်ဖို့ပေါ်ပြီးအဲ့ခရီးကအကျိုးပြုမယ်။အစိုးရထီတော့မဟုတ်ငွေကြေးနဲ့ပတ်သက်ပြီးကံတရားအထောက်ပံ့ရရှိနိုင်သောငွေမျိုးတွေဝင်စေတတ်ပါတယ်။ ယ်။မြေဝယ်လောင်ရင်အကျိုးပေးမယ်လို့လည်းပြထားပါဗယ်။အရာအဝယ်လုစားနေတဲ့ဘုဒ္ဓဟူသားသမီးတွေကတော့ရာရင်းဝယ်ရေကန်ကောင်းစီဖို့အတွက်ကိုရွက်လာပန်းဖျားအောင်မကြခဏလူအဝါရောင်နေစီပန်းဖျားအောင်မကြခဏလူပါခင်ဗျာ။ပြီးတော့ခရီးရှည်တစ်ခုခုကိုသွားဖို့စစ်ကူးရှိရင်သွားလို့ရသလိုအဲ့ဒီလမ်းကနေငွေကြေးအထုပ်ထည်အစုအပြုံလိုက်ကိုရရှိစေမယ်လို့ပြထားတာပါ ကျမကြီးအညံ့လေးတွေကိုမဖြစ်အောင်လို့ဗဇွန်ဟင်းဖုန်ကြီးကိုမကြခဏလောင်းလူလာမျိုးလေးလည်းလုပ်စေချင်ပါတယ်။အခါသုံးမျိုးကိုရေစိန်ချိုးရင်ကုသိုလ်ထူးမယ်လို့ပြထားတာပါ။တနင်္လာနံ့ဖြစ်သောပန်းကိုဖျားလူစေချင်ပါတယ်။ဗုဒ္ဓဟူးနံ့ဖြစ်သောပတိနဲ့လည်းပတိစေစေချင်ပါတယ်။စတလဝိုင်းဟာဒူးကြားတဲ့ကံတရားအထောက်ပံ့လေးတွေကိုရလိမ့်မယ်လို့ပြထားပါတယ်။ဘုဒ္ဓဟူးနံ့ပတိကတော့ယမနေသားပတိကိုခေါ်တာပေါ့နော်။ဒါပေမဲ့ခုနကပြောတဲ့အုံသားပတိနဲ့ရေရှည်စိတ်ရင်တော့ဒီစတလဝိုင်းရောစတလဝိုင်းရောကံအရန်ကောင်းပါပါ။ အဝေးမှာရောက်နေတဲ့တွေးသားအရင်းတွေရှိရင်သူတို့တွေဆီကနေပြီးတော့လဲကောင်းတဲ့သတင်းစကားလေးတွေကြားရနိုင်တယ်လို့ပြထားတာပါ။ အိန်းအောင်လေဗုဒ္ဓဟူသားသမီးတွေကတော့အိန်းအောင်ကြီးအဆင်ပြေလိမ့်မယ်အိန်းအောင်ကြီးနဲ့ပတ်သက်ပြီးမထမတ်တဲ့အခွင့်အလမ်းကောင်းလေးတွေပေါ်လာလိမ့်မယ်အဲစနေနံစနေသားသမီးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်တော့ကဖြစ်ရတာမျိုးတွေတော့ဖြစ်စေတတ်ပါတယ်လူလူလွတ်လွတ်ဗုဒ္ဓဟူသားသမီးတွေကတော့ကိုချစ်တော်သူကိုဖွင့်ပြောမယ်ဆိုရင်အောင်မြင်နိုင်တဲ့နှစ်ပါကိုချစ်တော်သူကကိုယ့်ရဲ့မေတ္တာတရားကိုတည်ပြီးကိုယ့်အပေါ်အတိမတ်ပြုပြီးတော့စိတ်ချမ်းသာမှုဖန်တီးပေးတာမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ်ဗုဒ္ဓဟူသားသမီးတွေရဲ့ကုသိုလ်ထူးထူးခြားခြားကောင်းစီဖို့အတွက်ကိုနက်နက်တီးဖြော်ရီတို့နက်နက်တီးချူ ချင်းတို့နက်နက်တီးတို့ဖះရောမကြခဏလူပေးပါခင်ဗျာဒီလောက်ပါပဲအရန်အစိုးရတွေတော့မရှိပါဘူး ဂျုံဂုံသုံးသက်ပြီးပြောရရင်ဆက်တလာပိုင်းဟာဗုဒ္ဓဟူသားသမီးတွေအတွက်ကောင်းတဲ့လာထဲမှာပါပါတယ်ဖြစ်လာနိုင်တဲ့အဆိုးတွေမဖြစ်စေဖို့အတွက်ညွှန်ကြားထားတဲ့ရည်ရည်လေးတွေလို့ရင်ကန့်ကောက်သွားမှာပါနာမည်ဖြတ်ခံရတာမျိုးလေးတွေတိတ်ခါညွန်းနှန်းစေမဲ့စကားလေးတွေနဲ့တိုက်ခိုက်ခံရတာမျိုးတွေတော့ဖြစ်ဖို့ရှိတယ်ဒါပေမဲ့အဲ့ဒါတပတ်ခုနှစ်ရက်တွင်ပြီးဆုံးသွားမှာပါတရင်ကောင်းနဲ့ကန့်ကောက်တဲ့အချက်လက်တွေကတော့ကိုယ့်ရှိကိုစိုက်စိုက်မြတ်မြတ်ရောက်လာပါလိမ့်မယ်ကျွန်တော်ရဲ့ချက်တဲ့ဓမ္မမိတ်ဆွေရဲ့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့ပတ်ဝန်းကျင်မှာပေးနိုင်ကမ်းနိုင်ကျွေးနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်ပြီး သာသနာကိုအထောက်အပံ့ပြုနိုင်တဲ့သူဖြစ်ပါစေတရားသူတရားမြတ်တွေကိုရပါစေမိသားစုကိုအေးတတ်ပေးနိုင်တဲ့သူဖြစ်ပြီးလုံခြုံမှုပေးနိုင်တဲ့သူအစွမ်းရှိသောသူဖြစ်ပါစေကိုပဝန်းကျင်အလယ်မှာကိုယ့်ရဲ့ဖုန်းကန်ဆရဏာတွေတိုးတက်ပြီးအမျိုးဘာသာသာသနာကိုထောက်ပံ့ပေးကမ်းနိုင်သောသူတော်ကောင်းသူမြတ်လောင်းတွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချိုကစွတ်တော်မြတ်တာပို့တာရင်လည်းနှုတ်ဆက်လိုက်ပါတယ်ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ